မင်းလာမြို့နယ်နဲ့ပြည်မနာမြို့နယ်တို့မှာမိုးရင့်မှောင်ကိုကိုင်းအဖွဲ့ကငွေကျပ်16တသမ2ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွရည်သွေးဆေးပြားတွေ Ice Mass Avetamin ကတမင်စိတ်ပြောင်းဆေးဝါးတွေနဲ့အတူဖန်ဆီးရမိကြောင်းမိုးရင့်ဆေးဝါးတားဆီးနေနေရဲ့တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ပူပေါင်းအဖွဲ့ဟာမေကိုရဲ့မွန်လဲ့နှစ်နိုင်ခွဲခန်းမှာမင်းလာမြို့နယ်ပသိမ်မုံရွာသွားကလန်ရှန်တိန်ကျေးရွာအနီးမှာတရင်အရဆောင်းဆိုင်နေစဉ်မင်းလာဘက်ကနေမင်းတုံးဘက်ကိုဖြေဖြိုးကြောင်မောင်းနေပြီးမန်းစင်စင်ဝေခေါ်စင်စင်မှလိုက်ပါလာတဲ့ H-Trace မော်တော်ယာဉ်နဲ့ရန်နိုင်ထုတ်မောင်းနေပြီးတင်လက်လိုက်ပါလာတဲ့ Soft မော်တော်ယာဉ်တို့ကိုရှာဖွေခဲ့တယ်လို့သိရပါတယ်။အဲ့လိုရှောက်ဖွေရအစိုးမရင်းနှစည်းပေါ်ကနေစိတ်ကြွရွတ်သွေးပြ27တသမ8သိန်းဖန်းစီရမိခဲ့ပြီး၎င်းတို့ရဲ့ဖော်ထုတ်ချက်အရ ပြင်မနာမြို့ကနေမကွေးတိုင်းဒေသကြီးမင်းတုံးမြို့နယ်ကိုစိတ်ကြွရည်သွေးဆေးပြားတွေတည်ဆောင်ခိုင်းသူမန်နန်းခေါ်မျိုးတည်ရကျော်နဲ့မျိုးစုံအောင်တို့နှစ်ဦးရဲ့မူရည်စေဝါတည်ဆောင်ရမှအသုံးပြုခဲ့တဲ့ Toyota Hilux of Motor ရင်တစ်စီးကိုပြင်မနာမြို့ရန်အောင်နှစ်ရက်ကွက်မှာရှိတဲ့၎င်းတို့ရဲ့နေအိမ်မှာတင်စီရမိခဲ့ကြောင်းမျိုးစုံအောင်နဲ့မန်နန်းခေါ်မျိုးတည်ရကျော်တို့ဟာပြင်မနာမြို့နယ်မြောက်လို့ကုန်းကျေးရွာမှာရှိတဲ့အောင်နိုင်ရဲ့နွားချန်စတိုးအတွင်ကင်းပြင်းနယ်ကိုပို့ဆောင်မဲ့မူရည်စေဝါတွေတဝက်ထားကြောင်းသိရတဲ့အတွက် ပူပေါင်းအဖွဲ့ဟာမေလ10ရက်ညနေ9နာရီခွဲအချိန်ပြင်းမနာမြို့နယ်မြောက်လွတ်ကုန်းကျေးရွာမှာရှိတဲ့အောင်နိုင်ရဲ့နွားမွေးမြူရေးခြံကိုဝင်ရောက်ရှာဖွေခဲ့ရာအောင်နိုင်နဲ့ဇုံဝင်းတို့နှုတ်ကိုစိတ်ကြွရွတ်သွစေပြား86တသမ1.83သိန်း ice mass effect တမင်း5ကီလိုကက်တမင်း10ကီလိုနဲ့စိတ်ပြောင်းဆေးဝါးတွေရောစပ်ထားတဲ့ happy water နှစ်တသမ9.5ကီလိုရုံးနဲ့အတူထပ်မံဖန်စီရမိခဲ့တဲ့အတွက်စုစုပေါင်းဒေတာကာလတမိုးငွေကျပ်16တသမ2ဘီလီယံတမိုးရှိတဲ့စိတ်ကြွရွတ်သွေးပြား98တသမ9သိန်းကျော် ice mass of vitamin 5ကီလို vitamin 10ကီလိုနဲ့စိတ်ပြောင်းဆေးဝါးတွေရောစပ်ထားတဲ့ happy water နှစ်တသမ9.5ကီလိုဖန်စီရမိခဲ့တယ်လို့သိရပါဗျာ အိနောက်မေလ17ရက်မနက်9:00နာရီခန့်မှာစိတ်ကြရွတ်သွေးစေပြားရီတင်ဆောင်ပြီးသူထွန်းလင်းခေါ်ရှန်ကလာကိုပဲခူးတိုင်းဒေတာကြီးဝေါ်မြို့နယ်ညောင်ခါရှိကျွရအနီးမှာ မော်တော်ဆိုင်ကတစည်းနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းစစ်စေးဖော်ထုတ်ချက်တွေအရမျိုးစုံအောင်နဲ့မနန်းခေါ်မျိုးတိရီကျော်တို့ဟာရှမ်းပြည်နယ်ဘက်ကနေတင်ဆောင်လာတဲ့မူရင့်စေဝါတွေကိုပြည်မနာမျိုးနယ်ကနေတဆင့်မင်းတုံးမျိုးနယ်ကိုတင်ဆောင်ရောင်းဝယ်ရမှာတင်လက်ခေါ်စောတင်လက်ကတာဝန်ခံပြီးပြည်ဖြိုးခေါ်ရန်နိုင်ထော့ မန်းစင်စင်ဝေခေါ်စင်စင်မာရုနဲ့အတူတည်ဆောင်းတာဖြစ်ကြောင်းဒါပြင်ကင်းပြင်းနယ်ကိုပို့ဆောင်မဲ့မူရင်စေဝါတွေကိုပြင်းမနာမြို့နယ်မြောက်လွတ်ကုန်းကျေးရွာမှာရှိတဲ့အောင်နိုင်ရဲ့နွားချံမှာတိုးဝက်ထားရှိကြောင်းသိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးရမိတဲ့၎င်းမူရင်မှောက်ခိုးကိုင်းအဖွဲ့ကိုဥပဒေအရအေးအေးယူထားရှိပြီးခွင်းဆက်ပြုမှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနဲ့၎င်းတို့ရဲ့မူရင်စေဝါတည်ဆောင်းရောင်းဝယ်ရာကနေရရှိတဲ့ငွေကြေးအကျိုးအမြတ်တွေပိုင်ဆိုင်မှုတွေကို ပြည်သူ့ဗန္နအဖြစ်သိသိနိုင်ရဲ့အတွက်ငွေကြေးခွာချမှုတိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းမွေးရည်စေဝါတာစီနေနေရဲ့တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။